คลีบัวปะเนาะกูลุงเหงดอ90นี่แล้วก็สูเก่ะตะชินปะเนาะจ้ะไฮไฮกูเลไฮไฮกูเลยังกินลูกบาญาลีเยกินตะปาละกุยแฟนสตาร์อยู่ในตะชิ้นนี่จ้ะไอ้คิดตรงอ่ะจ้ะลูกกูอยู่ที่อยู่ด้วเนี่ยโห Facebook มาโซเชียลมาเนี่ยแฟนสตาร์ซ่าซ่าจริงต้องอยู่ได้ตะชิ้นนีจ้ะพอรูมากัปปีเดย์รู้บ่มาคลีเปลี่ยนโมยญาติมาอกวนเปลี่ยนนะ ်အဓိကတချင်းဆိုတာဝင်ပြိုင်တာပေါ့ညတချင်းဆိုတာဝါလာပါအောင်မချမ်းသာဘူးမပြည့်စုံဘူးဒါပေမဲ့ရှိတဲ့အင်အားနဲ့ရှိတဲ့ငွေကြေးနဲ့အဓိကလူအင်အားပဲစိုက်ပြီးတော့ဖင်းတဲ့မိနေရ support ပေးကြတာညီမကအခုကတော့မြန်မာတန်နေဆိုတာများရဲ့ဆိုတော့ငငယ်တုန်းကညီမကခက်ပေါ်တဲ့ရှင်နေဆိုတာညီမဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် ဖုန်းနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner โอเคအားလုံးမင်္ဂလာပါမာဂျူရီတော်ရှိုကနေပြီးတော့ကြိုဆိုပါရစေ။အဲဒီနေ့မှာတော့မာဂျူရီတော်ရှိုရဲ့ဟောနော်ဒီတည်တန့်ရှင်တရားကိုကျွန်တော်ဖိတ်ခေါ်တာလေအဲ့ဒါကတော့မင်းရှိသက်ဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါ။ဘုရားမင်္ဂလာပါ။ဟောဒီအစီအစဉ်ကိုလက်ခံပေးရဆိုတော့လေကျေးဇူးများတင်ပါတယ်ဒီမှာလေးကဲပါ။ဆိုတော့ ဟာကျွန်တော်တို့ဒီပေါ့နော် program ပေါ့နော်ကျွန်တော်ဒီ talk show မှာဒီနေ့ကျွန်တော်လုပ်ထားတာ၄ခုရှိပါတယ်ဆိုတော့ပထမကတော့ကျွန်တော်တို့အချိုအဖင်လေးနဲ့စပြီးတော့မှဂီတာပိုင်းလေးပြီးရင်အန္တုတိနာအကြောင်းလေးနဲ့နောက်ကတော့ကျွန်တော်တို့အာမာတီဘယ် choice version လေးလေးလုပ်ထားတယ်ရှိပါတယ်ဟုတ်တယ် Hi hi who le hi hi who le ရင်ကျင်လို့ပါညာလေးရင်ကျင်တတ်ပါလေကွေးရင်ရင်ကျင်လို့ပါညာလေးရင် ရပါဘောအဲ့တော့အဲ့ဒီချင်းကအခုဆိုရင်ငငယ်တဲ့90နဲ့ဆိုတော့အဲ့လောက်တော်ရင်ကြာပြီညီမတော်မှရှစ်တန်းအရွယ်လောက်ပဲရှိအောင်မယ်ရှစ်တန်းဖြီးနေရှစ်တန်းတက်နေတဲ့အချိန်လေးပဲရှိအောင်ဒါပေမဲ့ဖြစ်ရှင်တော့အဲ့တုန်းကကျတော့ဒီကြောက်အဲ့မှာအရင်အဲ့ခေတ်တုန်းကကျတော့ကြောက်ပဓာောင်းမှာစိုင်းလေးရှိရအောင်ဆိုင်ဆရာကြီးဘေးသိက်ဆရာကြီးကအဲ့လိုဆိုင်းခွေလေးဘေးသိက်ခွေလေးလောက်ကြတဲ့ခေတ်ပေါ့။ကြောက်ပတောင်ဆိုင်းကလို့အရင်ဆိုင်းကြီးကဆိုင်းခွေလေးပောက်တဲ့အချိန်ပေါ့နော်။ တော့အဲ့အချိန်မှာညီမကအမကြောက်ပထောင်းကစိုင်းစရာကိုတယောက်ရဲ့ series ထဲမှာတချင်းနှစ်ပုတ်ဆိုပေးရတယ်ဆိုတော့သူကကိုကငားရင်ပြီးတော့သူကအပြင်ကနေပြီးတော့ဆိုတော်တွေကိုလည်းသူတို့ရဲ့ series ထဲမှာလို့ငားပြီးတော့ဆိုကြတာမျိုးရှိတာပေါ့လို့ jewel လိုမျိုးလေးဆိုကြတာရှိတာပေါ့နော်အဲမန္တလေးမှာသွားသွင်းတယ်သွားသွင်းတော့အဲ့ဒီဘေးသိက်ရေချမ်းဆိုတဲ့အကူကတော့ဟိုအမန်တော့အဲ့တချင်းသွင်းမှုအစီအစဉ်မပါဘူးအမန်လေးကတော့လေအစီအစဉ်မပါဘူး အဲကြောက်ပြောင်းမှာကိုယ်ကိုကမ်းလန်းထားတဲ့ဒီဆိုင်းစရာအကိုရဲ့တခြင်းတစ်ပုဒ်ကိုသွားသွင်းနေတဲ့အချိန်မှာအဲ့ဘိတ်သိရီချန်အဲ့ဘိတ်သိစရာအကိုကလည်းသွားလဲရောက်လာပေါ့သူတခြင်းတွေသွင်းမှုတက်ဆိုပြီးတော့ရောက်လာရောက်လာတော့အာညီမလေးပြစ်ချက်တက်လဲရှိတယ်ပေါ့နော်ဆိုတော့သူတခြင်းသူလဲသူတခြင်းလေးတစ်ပုဒ်လှုပ်ချင်လို့ပေါ့နော်လှုပ်ချင်လို့ဆိုရတယ်ဒီတခြင်းကဒီလိုဒီလိုလေးဒီလိုလို့ဆိုတော့ဘယ်လိုပြောရလဲအဲ့လိုမျိုးလေးစုပ်ပစ်သွားတာပေါ့စုပ်ပစ်သွားညီမကဟိုကအဲ့ချိန်တော့နည်းနည်းတော့နည်းနည်း စိတ်ထဲမှာတမျိုးဖြစ်တော့ဆိုအဲ့လိုမျိုးဘန်းစကားတွေနဲ့တချင်းနေဆိုတာအဲ့ခေတုန်းကကျတော့အဲ့လိုကူကြီးတို့ခေးတို့ညီတို့ကနည်းနည်းလေးဟို Facebook မှာရော social မှာရောဘယ်လိုဘန်းစကားတွေနဲ့ဆက်ဆက်နေကြရတော့တုံးနေကြရတဲ့တချင်းဆိုအဟုတ်စကားဆိုတော့ချင်းလေးကမထင်မှပဲတော်တော်လေးပေါက်သွားတာတကယ်ကိုတော်တော်လေးပေါက်သွားတာပေါ့နော်ပေါက်သွားတော့အဲ့တုန်းကလည်းနေတွေသွားရင်လည်းအဲ့တချင်းအတောင်းခံရတယ်ဒါပေမဲ့အချင်းဒီစုံတွဲတချင်းပြတဲ့အတွက်ညီမတယောက်တည်းသွားရင်ဘလို့မှဆိုလို့စင်မပြေဘူး အဲ့တော့တော်တော်များများတောင်းကြပေးမယ်လေစင်ဒီအောင်လို့ပြည်သက်တွေနဲ့ညှိပြီးဆိုခဲ့ပေးတဲ့ပွဲတွေရှိရပါဒီနောက်ပိုင်းတော့အဲအဲ့ဒီချင်းလို့အမှတ်တရရှိပြီးတော့အခုအထိတောင်းကြရဲအခုဒီ Facebook မှာ TikTok တွေမှာတော့တက်နေရခေါက်လျှောက်တက်တာဒါပေမဲ့အဲ့ဒီချင်းကလွန်ခဲ့တဲ့ခလေးဘွားပေါ့နော်ကိုလွန်ခဲ့တော့90နှစ်လောက်ကဆိုခဲ့တဲ့တချင်းပေါ့နော်ဆိုတော့အဲမစ္စတာကအဲ့လိုကူကြီးတွေခေးတွေဆိုခဲ့ရလားဘာညာပြောဒါတော့အဲ့ခေတ်အခါကြီးကကိုကိုအဲအနုပညာတစ်ခုအနေနဲ့သူတို့နဲ့အတူတူ အပြောရမယ်ဆိုရှင်ကိုယ့်ရဲ့အတန်လေးနဲ့ရောတို့ရဲ့အခွေထဲမှာပါစီခြင်းနဲ့ဆိုရဟာမျိုးရောကိုယ့်ကိုလည်းဉာဏ်ပညာကြီးတစ်ခုနဲ့ငှားရဲနေအတွက်ကောဒါအလုပ်သဘောရဟောဆိုလိုက်တဲ့သဘောပါပဲဒါပေမဲ့အခုချိန်မှာအိုင်တချင်းပြန်ဆိုမလားဆိုရင်တော့တယောက်တည်းဆိုတော့မဖြစ်နိုင်ဘူးဆိုတော့အချင်းဒီဂျူဝက်တချင်းလည်းဖြစ်တယ်တယောက်တည်းဆိုရင်တကယ်ကြောင်တော့တောင်းနေတဲ့တချင်းဖြစ်တော့လေအဲပြည့်တဲ့တည်းကတူတူလိုက်ဝိုင်းဆိုပေးတယ်ဆိုရင်တော့တခါလည်းအမတ်တရအနေနဲ့ပြန်ဆိုပေးရမျိုးတော့ရှိပါ ဟုတ်ကဲ့ပါဆိုအဲ့ဒီချင်းကကျွန်တော်မမရဲတာဆိုတာ2019 2019ထင်တယ်အဲ့ချိန်လောက်ကတော်တော်လေးဟိုဒါဇက်တိုက်ဇက်တိုက်ဟိုကြောက်သွားတယ်ဆိုတာမရှိဘူးเนาะတခွန်လို့တက်သွားတာအဲ့2019အရှိပိုင်းညမ၈တန်းဆိုတော့ဟို2015 16အဲ့ဝင်းကျင်မှာထွက်ခဲ့တဲ့ချင်းဒါပေမဲ့ခုထိတောက်လျှောက်ကြီးရအဲ့ချင်းကတက်နေရမပြီးဘူးအဲ့ချင်းကမပြီးဘူးဟိုဟိုတချင်းကအများတန်းတို့ troll တဲ့ page လေးတွေစလောက်ပြီးတင်ကြတဲ့ page တွေ TikTok တွေမှာ ဟာတာလချင်းတပုံနေနေတော့တောက်လျှောက်တက်ပါဟုတ်ဟုတ်ကဲ့မေချီတဲ့ဆိုရင်တော့သူကတော်တော်နေနေရဒီပရိတ်သတ်တွေရဲ့ဒီရင်ထဲမှာသူတို့ရဲ့အုံတော်တွေရောက်သွားအဲ့တချင်းနဲ့စပြီးတော့ဒါနေကြတယ်ဆိုတော့အဲ့ဒီပိုပြီးသိချင်တာကြတော့ဒါတချင်းနဲ့ဆိုတော့ဒီတချင်းနဲ့ပတ်သက်တဲ့အနုပြင်နေပါဗောအနုပြင်နေလောကတွေကိုဟိုကဘယ်ချင်းလုံးကနေပဲစပြီးတော့အဲ့လိုအဲဝင်ရောက်ဖြစ်ခဲ့တာလေပြီးတော့ဒီမေချစ်သက်ဆိုတဲ့နာမည်တခုရဖို့အချင်းနဲ့ဘလူးမျိုးတွေစပြီးတော့စူးစမ်းလာခဲ့ရအဲပြောရမယ်ဆိုရင်အဲ့ဒီတချင်းကြောင့်တော့ ပိုတော့ပါတာပေါ့နော်အဲ့ဒီချင်းကြောင့်ဒါပေမဲ့အဲ့ဒီချင်းကိုတောင်မှ vegetable ဆိုရဲပြီးတော့ science scientist ရဲ့အမတယောက်ရှိအမပုံညက်ဖြူဆိုရဲဆိုအဲ့လိုမျိုးရရောမားကြတယ်အစားအနေမြစ်သက်ဆိုမှမတိကြဘူးပုံညက်ဖြူဆိုရဲပုံညက်ဖြူဆိုရဲဆိုပြီးထင်ရနောက်တော့မှအမြစ်သက်ဆိုရဲဆိုတာမျိုးလေးကဖြစ်သွားပြိသက်တွေကနေဘက်ကပြိသက်တွေကလည်းအဲ့ခေအဲ့ချိန်တော့တော့ဒီချင်းလေးနဲ့ကိုပို့ပြီးတော့တိလာခဲ့ကြတာဒါဒါကအာလက်ခံလက်ခံရမယ့်ကိစ္စပဲပေါ့နော် အဲဒါငင်းလို့မရတဲ့ကိစ္စပါဒါပေမဲ့ညီမကအမှုပညာလုပ်ကိုစလုပ်တဲ့အချိန်မှာညီမ၈နှစ်အရွယ်2017ပေါ့2017မှာအဲတချင်းစဆိုဖြစ်တယ်ပြိုင်ပွဲလေးတွေပြိုင်နေအဲဒီအဓိကကတော့ညီမတို့ဒီ TV မှာပါလာတဲ့ပြိုင်ပွဲဆိုရှင်ကိတာကားလေးပေါ့နော်ကိတာကားလေးဖွင့်မအောင်ဆိုတာကလေးတွေကိုအမွေးထုတ်ပေးခဲ့တဲ့ပထမအောင်ဆုံးတော့ဒီမီဒီယာတို့မျိုး TV channel မှာပြတဲ့ဟာမျိုးလို့ပြောလို့ရတယ်အဲအဲ့မှာအရင်ဆုံးအဲ့ရမှာတိုင်ငယ်မှာလည်းညီမတို့ဒီ shopping center တွေဟိုစင်ကေဟာတို့ ocean တို့ ဘာလို့မှကက်ပီတယ်လို့ဘာမှခလေးပြိုင်မို့ညီမအကုန်ဝင်ပြိုင်တာအဓိကတချင်းဆိုတာဝင်ပြိုင်တာပေါ့ညတချင်းဆိုတာဝါလာပါအောင်ချင်းဆိုတာဝင်ပြိုင်တယ်မင်းနဲ့အဖေကလည်းငငယ်တည်းကသူတို့ကိုယ်တိုင်ကလည်းအမှုပညာဝါဒနာပါကြရပြည်တယ်ညီမအမှုပညာဝါဒနာပါတာသူတို့မတော့အယံမချမ်းသာအောင်မင်းလည်းပြောရဲမချမ်းသာဘူးမပြည့်စုံဘူးဒါမဲ့ရှိတဲ့အင်အားနဲ့ရှိတဲ့ငွေကြေးနဲ့အဓိကလူအင်အားပဲစိုက်ပြီးတော့ဖင်းနေမင်းနဲ့ဆပ်ပုတ်ပေးကြတာပေါ့နော်ဆိုတော့အမေရောဖေရောက တောက်လျှောက်အခုချိန်ဒီကို့အတွက်ပဲနှိမ့်မြုပ်ထားရပါအဲ့ရှင်းနှစ်မတိုင်ရင်လို့ငေ6နှစ်9နှစ်6နှစ်9နှစ်အရွယ်လောက်တည်းဟိုကကိုကလို့စင်ပေါ်တွေဆိုတက်ကတယ်အမျိုးတွေရှိကြလို့ရှင်တချင်းနေဆိုရဲမေကမေဆိုဆိုရင်ဆိုလိုက်တာပဲကဆိုရင်ကလိုက်တာပဲလို့အဲညီမတို့ရက်ကွက်တကြံပွဲတွေဆိုလို့ရှင်လည်းတက်ကလိုက်တာပဲအဲ့လိုမျိုးဝါသနာအမှုပညာဝါသနာပါတာပေါ့အဲအဲ့ရှိမှာညီမတို့စင်ကီဟာမှာဂီတာဂီတာတခါလေးမပြိုင်ခင်မှာ2030တဲမှာပေါ့စင်ကီဟာတဲ့စင်ကီဟာမှာချင်းဆိုလေးပြိုင်ကြရဲ့ အဲ့ကနေတဆင့်ပြီးမှဒီညတွေမှာပြရတယ်ဒီရက်ကားလေးကတော့ကလေးတွေကိုညီမတို့ဒီကလေးတချင်းဆိုရဲလောကကိုရောမိချစ်သက်ဆိုတာရောစာပြီးတော့မွေးထုတ်ပေးလိုက်တဲ့အဲဒီဂီတာတကားလေးဖွင့်ပါအောင် program ပေါ့နော်ဆိုတော့အဲ့ဒါပြီးသွားတော့မှညီမတို့2013မှာ Starless Sky တဲ့ကလေးတို့ဂီတာမျိုးကောင်းကြီးဆက်ပြိုင်နေအဲပထမအောင်ဆိုပြိုင်ပွဲနဲ့ပရိသတ်တွေကိုစတိလာတဲ့ပွဲဆိုရင်တော့ဂီတာတကားလေးဖွင့်ပါအောင်ပြောပါမှာပေါ့ဟုတ်ဟုတ်တယ်အဲ့မှာဆိုရင်ဒါမိချစ်သက်ဆိုပြီးတော့အဲ့မှာလေး ်ဟိုတည်သွားခဲ့ရဆိုတော့မိုဘိုင်းနံပါတ်တချင်းချင်းနဲ့ဒီဂီတလောကတွေတော့ဒါအဲ့အချိန်ကစပြီးတော့ခြေဆက်လာခဲ့တယ်လို့ပြောပြောရမှာပေါ့နော်ဟုတ်ကဲ့အဲပြောမြန်မာကအခုကတော့မြန်မာတန်နေဆိုတာများတယ်ဆိုတော့ငငယ်တုန်းကမြန်မာကခေတ်ပေါ်တခြင်းနေဆိုတာမြန်မာရဲ့အဓိကဆိုတဲ့ဒါရတို့နည်းနည်းဟိုမတင်စာမောတို့အန်တီကော်နီတို့အဲ့လိုမျိုး line နေမြန်မာဆိုခဲ့ရဟိုလို heavy တခြင်းနေပေါ့နော်ကလေးတွေကအဲ့ချိန်မှာ ဟိုပြိုင်မွေးကြီးပြိုင်နေတဲ့ကာလာဖေးတဲ့အတွက်တကယ်ကိုဒိုင်းနေကြိုက်လောက်မဲ့တခြင်းမျိုးတွေကလေးတွေဒီလေဘင်းကျောင်းထောင်အော်ရပြီးတော့ပါဝါပြလွှဲရတဲ့ဟာမျိုးတွေဆိုဆိုခဲ့ရဆိုခဲ့တာဗောနော်အဲ့ကလေး PC လေးတွေကကိုကိုလည်းအန်အော်တယ်အဲ့ကလေးအဲ့တုန်းကကိုတငယ်ချင်းလည်းအန်အော်တယ်ဘာလို့အဲ့လောက်ထိဆိုနိုင်ကြလဲမသိဘူးအခုဆိုနိုင်လားဆိုရင်အဲ့တခြင်းတွေကိုပြန်ဆိုနိုင်လားဆိုလို့ရှိရင်အဲ့ရွယ်တော့ဆိုနိုင်တော့အမှန်တိုင်းပြောတာညီမတို့အဲ့ရွယ်တော့လို့ performance လည်းမလုပ်နိုင်တော့သလိုအဲ့ရွယ်တော့လို့ force လည်းမရှိတော့ဘူးအဲ့ရွယ်တော့ကျတော့ ငါပြိုင်ခြင်းနဲ့နိုင်မှဖြစ်မယ်ဒီ state စင်ပေါ်မှာသချင်းဆိုရမယ်နိုင်မှဖြစ်မယ်ဆိုစိတ်ပဲရှိရရှိတော့ချိတမြဒီဒီအားတွေအကုန်လုံးပေါ့ခေါင်းကနေပြောဒီခြေမကခြေပြားကြီးကိုအဲ့ကရှိရအားတွေအကုန်ထုတ်ပြီးညီမတို့ force တွေအပြည့်နဲ့အဲ့လိုဆိုးခဲ့ရတဲ့ studio သချင်းနေဆိုပြီးတော့လူပြန်လောကကိုရောက်လာဒါပေမဲ့ညီမ2000နဲ့အမ်73နောက်ပိုင်းပေါ့2013 2014 15လောက်မှာစပြီးပမာညီမတန်းစင်စဆိုရရှစ် ရှစ်တန်းပေါ့အခုနကွေးနေညာလေးကွေးနေညာလေးစဆိုတဲ့အချိန်ဒီမြမအမြမတန်စင်ကိုစဆိုပြီးစူကာယီတီမှာအမ်မာဂီတာနဲ့ကာလာပေါ်မှာရွှေနဲ့နဲ့စတဲ့ရွှေတစိမ့်တစုကြီးယူပြီးတော့မှအဓိကတော့မြမတန်စင်စဆိုတော့မယ်ဆိုတဲ့အချိန်မှာညီမအနေနဲ့စဉ်းစားရတယ်ကိုကစတူဒီယိုလိုင်းရလာတာဖြစ်တယ်ဒီမြမတန်စင်နေကအဓိကအားဖြင့်မျိုးတို့လို ER နဲ့သွားဆိုလို့မရတဲ့တခြင်းနေပေါ့နော် ပို့ပြီးတော့လေးနက်တာကဒီမဟာဂီတတချင်းကြီးတွေအခုညီမတို့ကြီးအခုတို့ကြားဘူးနေတဲ့အာဒီဖွေတွေမှာလာနေတော့ဒီမြမတန်တချင်းကြီးကြတော့ပုံမှန်ညီမတို့ ERN နဲ့ဆိုပြီးတော့နားထောင်ပြီးတော့ဆိုလို့ရတယ်ဆိုပေမဲ့တကယ်တမ်းညီမတို့ပြိုင်ပွဲတွေပြိုင်ကြတော့မယ်အဓိကစုကိုင်းဒီပေါ့နိုင်ငံတော်စုကိုင်းဒီပြိုင်ကြတဲ့အချိန်မှာညီမမာဂီတဘာသာရက်ကိုစိတ်ဝင်စားရတယ်ပြောအရန်ခတ်တယ်ဆိုတော့လည်းသိတယ်ဒါပေမဲ့ညီမဆိုလို့ရှိရင်အဲ့မဟာဂီတစပြိုင်ဖို့အတွက်ညီမရဲ့ဆရာမကြီးပေါ့နော်မီတော်တင်ဝင်သုံးသွားပါပြီခုတော့ အမေတော်လေးတွေဝင်စီမှာစတင်တော့ဆိုရင်အရင်ဆုံးစီးဝါးကင်ရတာဦးစီးဝါးကင်ညောတော့စီးဝါးကင်ပြီးတော့ဒီလိုဒီလိုမျိုးပစစ်တုတ်ထိုင်ပြီးတော့စီးဝါးကင်ပြီးတော့ဆိုဝါဆိုခဲ့တဲ့အဲ့လိုမျိုးလိုင်းကလေလာတဲ့ကလေးမဟုတ်တဲ့အတွက်အမေတိတ်စီမှာစပြီးအဲ့လိုတင်နေစီမှာအရန်ခတ်ချွေးစည်းတွေခေါင်းကနေချွေးစည်းပဲအဲ့လိုကြပြောလေမဆိုတော့ဘူးမပြိုင်တော့ဘူးဆိုအစည်းဝိုင်းကိုပြစ်ချပြီးမူတာဒီမှာအဲတအားခတ်တယ်လေခတ်တဲ့အပြင်ကိုဒီလိုမျိုးညီမတို့ငယ်ငယ်တော့ကြောက်ကလေးပြီးပြီးလှုပ် ခါပြီးကပြီးတော့အဲ့လိုစိုးခဲ့တဲ့သူတွေဆိုတော့အဲ့လိုရုတ်တရက်ကြီးစိုးရိုက်ပြီးပြိုင်မယ်မဟာရီတချင်းကြီးပြိုင်တော့မယ်ဆိုတဲ့အချိန်မှာခြေရန်နေစတင်ရတော့အကုန်လုံးဒီဒါဗမာရိုးရမြမရိုးရအကုန်အဲဒီဒလိအတိုင်းပဲပေါ့နော်ရိုးရတန်စီနေဖြစ်တဲ့အတွက်မလို့ပစစ်ထုတ်ထန်ရရယ်စီဝါကိုကန်ရရယ်မိုင်းနဲ့ဒီလိုမျိုးမလွဲအောင်ကိုယ့်ရဲ့ခေါင်းကိုလည်း stable ထိန်းရသေးတယ်။အဲ့လိုမျိုးဖြစ်နေကြမှာအရန်ကျဉ်ကျက်တယ်။ကျဉ်ကျက်ပြီးတော့အသက်ရှူရေးလည်းကျက်။ညီမလေးဟို တကယ်တကယ်အဲ့အမေတစ်စီသွားမာဂီရတ်တော့တင်ရပြီဆိုရှင်အမေတီကတော့ချော့ကိုရဲ့ကိုဆရာမာဂီရတ်ကိုတခါမှမဆူချော့တင်တယ်သူကိုယ်တိုင်ထမင်းကျွေးမုတ်ကျွေးပြီးတင်တာအမေတီကပတ်စံလည်းတပြားမှမယူခဲ့ဘူးတေသွားတဲ့အထိသူတင်တဲ့တပည့်တွေအကုန်လုံးဆင်းပတ်စံတပြားမှမယူခဲ့ဘူးသူကတင်ပေးခြင်းလေဒီဒီမာဂီရတ်တချင်းကြီးတွေကအမေတီကလွယ်ပြီးတော့မရှိတော့ပညာရှင်ကြီးကမရှိတော့လားဖြစ်တော့လေ तू မတေခင်မှာ तू ပညာတွေပေးခဲ့ခြင်းလားကလေးပစ္စည်းညောက်တော့ကစားတင်ခြင်းတဲ့သူရှင်လာခဲ့ तू အကုန်တင်မှာအကုန်တင်မှာဆိုပြီးတော့ तू ခြံဝင်းထဲမှာ ကိုယ်တိုင်ထမင်းကျွေးမုတ်ကျွေးဟင်းချက်ကျွေးပြီးတော့တင်းတာဆိုတော့အဲ့လိုမျိုးကနေပြီးတော့ဗမာတန်စင်စဆူခဲ့တာပေါ့နော်အဲ့အဲ့ဗမာအိုက်ကနေစပြီးတော့ဒီတောက်ချောက်ကြီးချစ်တော့ဗမာတန်စင်ဆိုတဲ့အဲသူဖြစ်ပို့ပြီးတော့လက်ခံလာကြတာပေါ့ဒါပေမဲ့ဟိုး PC တွေကနေပြီးတော့ချစ်တဲ့ပြည်သက်တွေကြတော့အဲ့လိုငငယ်တော့အဲ့လိုမျိုးခါပြီးတော့ဖိနီးခါပြီးတော့အဲ့လိုလှုပ်ရပြီးငငယ်ကတော့ဟုတ်ပါဘူးအသင်းချမ်းနေပေါ့ဟုတ်တယ်တဲ့အဲ့လိုကပြီးဆိုတဲ့ကလေးလေးကိုပို့ပြီးချစ်ကြတယ်အဲ့လိုပို့ပြောင်းမြင်ချင်ကြတယ်ပေါ့နော်တချို့ပြည်သက်တွေဆိုပြောရအဲ့လို အဲ့ဒူပြီးပြန်ကပြီးဆိုပါလားဘာလို့အခုကျောင်းငိန်သွားရလဲဆိုတော့အဲ့ဒီမာဂရက်ချင်းတင်လိုက်တာလည်းပါတယ်မြန်မာတန်စင်နေဆိုရဲချိန်မှာခုနလိုပဲဖမုံတီကသူတို့ရဲ့ဒီဂုံပြူပွဲကြီးအဲဒီကျဲလီမာပွဲဒီဒမတ်စကူပွဲလေးဒီရောနောက်ဖမုံတွေရဲ့မွေးနေ့ပွဲအဓိကတော့ဆရာတော်ဖျားတွေကနေပြီးတော့ကလေးတွေကိုချီးမြှောက်ပေးကြတာပေါ့နော်ကိုမမဟုတ်ဘူးမြန်မာတန်စီမဆိုးတတ်တဲ့ ိုယ့်ရဲ့တငယ်ချင်းအဲဟိုမြန်မာတန်းစီကိုမစိုးဘူးပေါ့မစိုးဘဲနဲ့ဟိုဒါပေမဲ့ဒီလူပညာလောကမှာကလေးဆိုတော့လေးဒီဖြစ်နေကြတဲ့ကလေးတော်မဖုံးနေရခေါ်ပြီးတော့ချီးမြှောက်တယ်အဓိကတော့ဒီကလေးတွေကိုအရေးချင်းတွေကိုဒါချီးမြှောက်ပေးတယ်ဂုဏ်ပြုပေးတယ်ဆိုတဲ့သဘောနဲ့ပေါ့နော်အတတ်တွေကြတော့လေမြန်မာတန်းစီနေစိုးတယ်ဆိုတော့ပမုံနေကချီးမြှောက်တယ်ပမုံနေပွဲတွေမှာအစိုးများသွားတဲ့အခါမှာအဖုံးမုံတွေရဲ့ဇကားတွေပပုံးတွေရဲ့တရားတွေနဲ့အဲ့လိုမျိုးနည်းနည်းနီးစပ်သွားတယ်ပဲပြောရမှာပေါ့ဖုံးမုံတွေနဲ့ဇကားပြောရတာများတာ哦များတော့ ဟိုကိုတိုင်လည်းပြောရဲကကိုမိဘကပြောပေးရဆိုပေမဲ့လည်းဖုံးဖုံးနေကြအကိုကိုတိုင်ပြောရတာမျိုးလေးရှိရခါမျိုးမှာအဲအားကြောင့်လည်းအများကြီးငြိမ်သွားတယ်လည်းပါတယ်ပြီးတော့အဲ့လိုဖုံးဖုံးနေပွဲမှာကျတော့လူလူမျိုးရတုတို့တေးတတ်တို့လူမျိုးမဟာဂိတတချင်းကြီးတွေကိုပိုင်နိုင်မှအဲ့လိုပိုင်ပိုင်အခြေခံနေတင်သားမှဆိုနိုင်တဲ့ဟာမျိုးတွေကြတော့ဒီဖုံးဖုံးနေပွဲတွေမှာပို့ဆိုရရတုတို့တေးတတ်တို့တခြားသောအဲ့အဲဘုံထောက်တန်နေအဲအိုးစီတဲ့အဲ့ဒါအဲ့ဒါမျိုးတွေပေါ့လေလောတန်ဘာညာတွေက ဖမုံနေပွဲမှာပဲဆိုရတယ်ဘာသာရေးပွဲတွေမှာပဲဆိုရတာဆိုတော့အမေတင်မရှိရတဲ့နောက်ပိုင်းမှာလည်းတမျိုးအဲလက်ရှိကဟိုအမေတင်ရဲ့တပည့်တွေလည်းရှိသေးတယ်သူဥကြကြောဟန်တို့အနီအာအနီသူစားအောင်လို့ရှိမယ်ဆိုတော့မမီတန့်ဆိုလို့ရှိရင်လည်းအခုချိန်ထိအမေမတော်ရှိရင်စုံမရဲတင်ပြီးတယ်အခုချိန်ထိတင်ပြီးရမဟာကြီးကလည်းပတ်သက်ပြီးတော့အဲလက်ရှိဟိုအခုချိန်ထိပညာလေးပေးနေရပါတော့ဘဘွားမမအေးဆိုလို့ရှိရင်မတည်ခင်အထီကိုဟိုဂယုတဆိုင်နဲ့ဘယ်လိုပြောရမလဲ တင်ပေးတော့ရတယ်တဲ့မှာပါတာပေါ့နော်ဘဝမာအေးနဲ့အရင်ကြီးတော့ close မဖြစ်ခဲ့ရပါဘူးဘဝမြန်မာပြည်ပြန်လာတဲ့နှစ်ခေါက်နဲ့မြန်မာပြည်မှာနေနေတဲ့အချိန်မှာအဘဝစီကဒီမင်္ဂလာဆောင်နေမှာညီမတို့ရအခါတော့ပေးဆိုပါတယ်လေအဲရှေ့ကနေပြီးဒီမင်္ဂလာဩဘာပွဲဆိုရတဲ့ဟာဘဝမာအေးကအစအဆုံးတေချာကိုညနေ၄နာရီရနေပြီးတော့ည၈နာရီတိသူလည်းမထောက်ကိုလည်းမထောက်ရင်ွေးကွက်တစ်ခွက်တည်းချပြီးတော့သူထိုင်ပူထိုင်အဲ့လိုတင်လာစောင်းနေလုံးဝ ပြပြကြိုးတင်တင်သွားတာဖဖတဖဖနဲ့အမတ်တရအကြီးပေါ့နော်ဖဖသူ့ရဲ့အမွေပေးခဲ့တဲ့ပညာလေးတွေတခုပေါ့အဲနောက်ပိုင်းလဲဒါဖဖကြီးတန်ဖဖတတင်မြတို့ဒါရကိုရဲ့မြင်စရာကြားစရာတင်စရာတွေပဲအမြဲတမ်းတွေ့တိုင်းဆုံးမတယ်ဘယ်နေရာလေးတော့တမီးလေးဘလို့လေးလိုတယ်နော်အဲတမီးလေးဘယ်နေရာလေးကတော့ကောင်းတယ်နော်ဒါအခုချိန်ကြီးဒါတင်ပေးနေရပါဟုတ်